အစ္စရေးကိုထောက်ခံအားပေးတာအပါအဝင်ဒေတာရင်းမူဝါဒကိုပြောင်းလဲခြင်းတွေလုပ်မှသာအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်ရေးကိုစဉ်းစားမယ်လို့အီရန်နိုင်ငံအုပ်ချုပ်အယာတိုလာအလီခါမေနီကတိုင်းလာနေကပြောလိုက်ပါတယ်သူတို့ကဆိုင်းယွန်ဝါဒီအစိုးရကိုလုံးဝဆွန့်ခွာမှဒီနေရာဒီဒေတာကစစ်စခန်းတွေကိုရုပ်သိမ်းသွားမှာ ဒေတာတွင်းဝင်ရောက်ဆွဖတ်မှုကို မလုံမှဒါကို ပူပေါင်းဆောင်ရွက်မှုလို့စဉ်းစားနိုင်မယ်လို့ခမေနီကပြောပါတယ်။အထက်စင်းကဆက်ဆံခြင်းနဲ့အမေရိကန်နဲ့စိတ်နေစိတ်ထားကအညံ့ခံ အောက်ကျတာကလွယ်ရင်ဘာကိုမှလက်မခံခြင်းဘူးလို့သူက ပြောပါတယ်။အနောက်နိုင်ငံတွေကအပေထောက်ခံတဲ့ရှားဘရင်အစိုးရကို ။အစ္စလာမ်ဘက်တော်လန်ရင်းနဲ့ဖြုတ်ချအပြီး1989ခုနှစ်ကအမေရိကန်တိုင်းရင်းကိုပိတ်သိမ်းယူခဲ့တဲ့အပြင်အဖြစ်ပြက်နှစ်ပတ်လည်နေ့ကျင်းပရမှာကျောင်းသားတွေနဲ့တီဟီယံမြို့မှာတွေ့ဆုံစဉ်မှာသူကအိမ်မှတ်ချက်စကားကိုပြောကြားလိုက်တာဖြစ်ပါတယ်။အစ္စရေးကဇွန်လလယ်မှာအီရန်ကိုမကြုံစဘူးပြင်းထန်တဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတော့ မေရိကန်ကလည်းအီရန်နျူကလ িয়ার စစ်မှုဇုံတွေကိုအလားတူပဲပုံကျဲတိုက်ခိုက်တာပြုလုပ်ခဲ့ပါတယ်။ဆန်းတဲ့ရကြအစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်းအီရန်ကလည်းဒုံးကျည်တွေ drone တွေနဲ့လက်တုံပြန်တိုက်ခိုက်ခဲ့ပါသေးတယ်။ဒီလိုဧပြီလအတွင်းကစတင်ခဲ့တဲ့ဝါရှင်တန်နဲ့ဒီရှိရန်ဂျာနျူကလ িয়ার ဆွေးနွေးပွဲတွေလည်းပြက်ပြားသွားခဲ့ရပါတယ်။ အီရန်နဲ့အစ္စရေးကြားအပြစ်ခတ်ရစဲရင်မှာဇွန်လ24ရက်နေ့ကစတင်အသက်ဝင်ခဲ့ပါရခင်ဗျာလောကောမီဒီယာရဲ့ဆက်လက်ရည်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ